ဒိမန်နဲ့ဂျာမနီကြောင့်ပင်လယ်အောက်ဥမီလိုင်ကောင်းကြီးဆောင်လုံးကင်မဒီနေဗီယာဒေသကွင်းနဲ့ဥရောပနဲ့ခြားဒေသတွေကြားသွားလာရအချိန်ကုန်တက်တာပြီးချိတ်ဆက်မှုတွေတိုးတက်လာစေပုံဒိမန်နဲ့ဂျာမနီကြားဘော့တစ်ပင်လယ်အောက်မှာဥမီလိုင်ကောင်းကြီးတည်ဆောက်နေတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်18ကီလိုမီတာရှိမဲ့ဖီမန်ဘတ်ဥမင်ကုန်းဂျိုသေးဆောင်လုပ်ထားပြီးပင်လယ်ကျန်းပြင်ပေါ်မှာအပိုင်းလိုက်နေရာချပြီးတက်ဆင်မှာဖြစ်ပါတယ် အဲ့ဒီဦးမင်းကကဘာပေါ်မှာအရှိဆုံးကားလန်းနဲ့ရထားလန်းပါဦးမင်းအဖြစ်စံချိန်တင်သွားမယ်လို့ခန့်မှန်းထားပါတယ်။စီမံကိန်းရဲ့ပေမအစားလုံးရေးနေရာကဦးမင်းရဲ့မြောက်ဘက်ဝင်းပေါက်ဖြစ်တဲ့လူလန်းကျွန်းကမ်းခြေမှာတည်ရှိပါတယ်။ဒီစီမံကိန်းကြောင့်ဒိမက်ရဲ့အစီအစဉ်ဒေသတစ်ခုဖြစ်တဲ့လူလန်းကျွန်းမှာအလောက်အကန့်စီးပွားရေးနဲ့ခီးသွွားလုပ်ငန်းတွေမြင့်တက်လာစေဖို့လည်းမျှော်မှန်းနေကြပါတယ်။ ဒီဆောင်လုပ်ရေးစီမံကိန်းကဥရောပသမဂ္ဂရဲ့ဥရောပတိုင်မာသွားလာချိန်ဆက်မှုကိုခိုင်မာစေပြီးဝေဟင်ခင်းစင်တွေလျှော့ချဖို့အစီအစဉ်ရဲ့တစိုက်တစ်ပိုင်းဖြစ်တယ်လို့သိရပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်